လူတယောက်နဲ့ကြားရင်းတကောင်နေရာချင်းချင်းလေးတစ်ခုထဲမှာအချိန်ကြာကြီးတူရှိနေမယ်ဆိုရင်ဘာတွေဆက်ဖြစ်သွားနိုင်လဲဆိုရဲ့အဖြေကိုအများကြီးစဉ်းစားစရာမလိုပဲအားလုံးတန်းပြီးတော့သိနိုင်နေမယ်ထင်ပါတယ်။ဒါပေမဲ့အစိုးမရှိတဲ့သမုတ်တရားကြီးရဲ့အလေကအသက်ငယ်လေးလေးတစ်ခုထဲမှာလူငယ်တယောက်နဲ့ကြားကြီးတကောင်ကအတူတူနေထိုင်ရင်းရက်ပေါင်းများစွာအတူတူအသက်ရှင်ဖို့အတွက်ဘလို့တွေစွန်စားခဲ့ရလဲဆိုရဲ့ဖြစ်ရဆန်းတစ်ခုကိုတော့ဒီဇလန်လေးကစင်အားလုံးပဲကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ ပိုင်ဆွဲလူတယောက်စီကိုဝိထုအတွက်ဇလန်းကုံချမ်းယူဖို့ပိုင်ရဲ့ဦးလေးဖြစ်သူကစာရေးဆရာတယောက်ကိုလှုပ်ခဲ့ပါတယ်။ပိုင်ရဲ့ဘွားအစိပ်ပိုင်းတနေရာမှာရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အခြေအနေတစ်ခုကလူတိုင်းဘွားမှာစိတ်ကူးယဉ်ကြည့်လို့တော့မရနိုင်လောက်အောင်ထူးခြားဆန်းပြခဲ့တာဖြစ်တဲ့အတွက်ဦးလေးဖြစ်သူကသူကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်ကိုဇလန်းတပုတ်ဖြစ်တဲ့အသက်သွင်းစေခြင်းခဲ့တာပါ။ပိုင်ရဲ့ဦးလေးကရေကူးဝါသနာရှင်တယောက်ဖြစ်ပြီးတော့ပိုင်ကိုလည်းငယ်စဉ်ကတည်းကသူသွားနေကြရေကူးကန်တွေကိုခေါ်သွားပြီးရေထဲမှာအချိန်ကြာကြာအသက်အောင့်ပြီးတော့နေတတ်ဖို့နဲ့ ရေကူးကျွမ်းကြင်အောင်တင် जा ပေးခဲ့သူလည်းဖြစ်ပါတယ်။ဦးလင်းဖြစ်သူကိုအရန်ချစ်တဲ့ပိုင်ကတော့ဦးလင်းဖြစ်စေခြင်းနဲ့အတိုင်းပဲသူ့ရဲ့အဖြစ်ပြက်ကိုဝိတုဖြစ်နဲ့ဖန်တီးဖို့အတွက်သူ့ရဲ့အကြောင်းအရာတချို့နဲ့သူကြုံခဲ့ရတဲ့ဖြစ်ပျက်တွေအားလုံးကိုစာရေးဆရာစီမားခုလိုမျိုးပဲပြောပြလာခဲ့ပါတယ်။ပိုင်ရမီပါတွေကဟိန္ဒူလူမျိုးတွေဖြစ်ကြပြီးတော့အိန္ဒိယနိုင်ငံမှာရှိတဲ့ပွန်ဒီချယ်ရီလို့ခေါ်တဲ့ပြင်သစ်ရပ်ကွက်မှာနေထိုင်ကြတာဖြစ်ပြီးစီးပွားရေးသမားတယောက်ဖြစ်တဲ့ပိုင်ရဲ့အဖေကရပ်ကွက်ထဲမှာရှိတဲ့ရုက္ခဗေဒဥယျာဉ်ကြီးကိုဝယ်ယူပြီးတဲ့နောက် ရိတ်ဆန်ဥယျာဉ်ကြီးတစ်ခုဖြင့်ပြောင်းလဲတည်ထောင်ခဲ့ပါသည်။ဒါနယောက်ရှိတဲ့အထက်ကတားငယ်ဖြစ်သူပိုင်ကိုလည်းအဲ့ဒရိတ်ဆန်ဥယျာဉ်ကြီးထဲမှာပဲဒရိတ်ဆန်ဆရာဝန်တယောက်နဲ့အရေးပေါ်မွေးဖွားခဲ့ရတာဖြစ်ပြီးပိုင်မွေးဖွားလာပြီးတဲ့အခါမှာပီစင်းမော်လီတာပတေးဆွေပိုင်ရဲ့နာမည်ရင်းကိုတော့ရေကူးဝန္ဒနာရှင်ဦးလေးဖြစ်သူကိုရိုင်ကပဲသူရန်သဘောကျတဲ့ပြင်သစ်ရေကူးကန်ကြီးတစ်ခုရဲ့နာမည်ကိုညှို့ပြီးတော့ပေးခဲ့ပါသည်။တဖေးနဲ့အရွယ်ရောက်လာတဲ့ပိုင်ကတော့ဦးလေးဖြစ်သူပေးခဲ့တဲ့နာမည်ကသူ့အတွက်အစင်မပြေခဲ့ပဲရှက်စရာတစ်ခုလိုဖြစ်လာခဲ့ပါသည်။ ပီစင်းဆိုတဲ့စကားလုံးဟာအင်္ဂလိပ်ဘာသာနဲ့ဘာသာပြန်ကြည့်လိုက်ရင်သေးပေါက်ကောင်ဆိုတဲ့အဓိပ္ပာယ်နဲ့အတန်ထွက်သွားပြီးတော့တူနေခဲ့တာကြောင့်ကျောင်းကတငယ်ချင်းတွေကပိုင်ကိုပီစင်းဆိုတဲ့နာမည်ခေါ်ရင်းနဲ့အဆက်ကွဲအောင်ရောကျိတ်ခဲ့ကြလေအချိန်ပေါင်းမနှဲတော့ပါဘူးတွင်နဲ့နောက်တစ်နေ့ကျောင်းဖွင့်ချိန်ရောက်တဲ့ခါမှတော့ပိုင်ကသူ့အတွက်အဆက်ရစေခဲ့တဲ့ပီစင်းဆိုတဲ့နာမည်ကိုသူကိုယ်တိုင်ပဲပြောင်းလဲဖြစ်ဖို့စူးစမ်းခဲ့ပါလိမ့်ပိုင်ကကျောင်းဖွင့်ရဲ့ဆက်စပ်ချင်းမှာပဲအတန်းရှိကိုထွက်ပြီးတော့သူ့ရဲ့နာမည်ကိုအင်္ဂလိပ်လိုစာလုံးပေါင်းပြရင်နာမည်အတန်ထွက်က P မဟုတ်ပဲပိုင်လို့ထွက်လို့ရကြောင်း အတန်းသားအားလုံးကိုပြောပြလိုက်ပါတယ်။အိုင်နောင်ပိုင်ဆွဲစကလုံးကဂရိအခရာကနေစဉ်သက်လာဖြစ်ပြီးတော့တင်ချာဘာသားမှာဆွေလန်ဆပိုင်းချိုးတခုကိုစားပြတဲ့အဆုံးမရှိတော့အီရန်ရှင်နဲ့ကိန်းဖြစ်ကြောင်းပြောကသူ့ရဲ့နာမည်ကိုပီစင်မော်လီတာပတေးလို့ကတ်ခဲခေါ်စရာမလိုပဲစာလုံးပေါင်းတူတဲ့ပိုင်ဆိုပြီးတော့အလွဲတကူခေါ်လို့ရကြောင်းကိုပြောပြလိုက်ပါတယ်။ပိုင်ရဲ့တင်ပြချက်ကိုတန်းပိုင်ဆရာလက်ခံခဲ့မယ်။တန်းဘော်ရီကတော့သေးပေါကောင်းလို့ပဲဆက်ပြီးတော့စနေကြတော့မှပိုင်လည်းလက်မလျှော့ပဲတခြားအတန်းချိန်ဒီမှာပါသူ့ရဲ့နာမည်ကိုပိုင်လို့ခေါ်ကြဖို့ဆက်ပြီးတော့ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့တင်ချာအချိန်ကိုရောက်လာတဲ့ခါမှာပိုင်ကဆက်ဝိုင်းအချိုးကိုကိုစားပြုတဲ့ပိုင်တင်ဂေတာရဲ့3.14နဲ့စပြီးတော့ဘယ်တော့မှအဆုံးမတက်တဲ့ကနန်းစင်တစ်ခုကိုအတိုင်းရဲ့ကြောက်တင်မုံတွေအားလုံးပေါ်မှာအပြည့်ရေးပြခဲ့ပြီးတော့ကြောင်လုံးကသူ့ကိုပိုင်လို့အစွဲပြုပြီးခေါ်လာအောင်စူးစားခဲ့ရပါတယ်ဒီတစ်ခါမှာတော့အတန်းသားတွေအားလုံးနဲ့ကြောင်းမှရှိတဲ့ဆရာဆရာမတွေအပါဝင်ကြောင်းသားတွေအားလုံးကပါပိုင်ရဲ့စူးစားမှုကိုလက်ခံခဲ့တာကြောင့်နာမည်ချင်းကတဖြည်းဖြည်းပျောက်ကွယ်ပြီးတော့ ဘိုင်မော်လီတာပတိဆိုတဲ့နာမည်နဲ့ဘွားတစ်စောက်လုံးရက်တီလာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဘိုင်ရဲ့အမေကတော့ရုခဗေဒပညာရှင်တယောက်ဖြစ်ပြီးဘာသာရေးမှာလည်းယုံကြည်လိုက်စားသူဖြစ်တာကြောင့်ဘိုင်တို့ညီကိုနှစ်ယောက်ကငယ်စဉ်ကတည်းကဟိန္ဒူဘာသာနဲ့ဟိန္ဒူဘုရားတွေရဲ့တမိုင်းကြောင်းတွေကိုထဲထဲဝင်ဝင်သိရှိလာခဲ့ကြတာဖြစ်ပါတယ်။ညာအရာဝင်ကျင်တဲ့အမေဖြစ်သူပြောပြခဲ့တဲ့နတ်ဘုရားပုံမြင်တွေကြောင့်ဘိုင်ငယ်စဉ်တုန်းကဟိန္ဒူနတ်ဘုရားတွေကိုစူပါဟီးရိုးတွေလို့တောင်မှတင်စားပြီးတော့ကြီးညိုခဲ့ပါသေးတယ်။ဘိုင်ရဲ့ဖေဖြစ်သူကတော့သူ့ကိုယ်သူခေတ်ရှိပြေးအိန္ဒိယနိုင်ငံသားတယောက်လိုခံယူထားပြီး လက်တွေ့ဆန်းတဲ့လူတယောက်ဖြစ်ပါတယ်။သူငယ်ကပိုလီယိုရောဂါတဲ့တယောက်ဖြစ်ခဲ့တုန်းကအိမ်ယာထဲမှာလဲနေရင်းနဲ့သူ့ကိုကယ်တင်ပေးဖို့ဘုရားရှင်စီမှာတောင်းဆိုခဲ့မယ်။ဘုရားရှင်ကသူ့စီရောက်မလာခဲ့ပဲအနောက်တိုင်းဆေးတွေကသာသူ့ယောဂါကိုပျောက်ကင်းစေခဲ့တာကြောင့်ဘာသာရေးမှာတိတ်ပြီးတော့ယုံကြည်မှုမရှိခဲ့ပါဘူး။အိုင်လွန်နဲ့ပိုင်လဲအသက်၁၂နှစ်ရွယ်ကိုရောက်လာတဲ့အခါမှာခရီးဟန်ဘာသာနဲ့အစ္စလမ်ဘာသာကိုလည်းမှတ်မတင်တွေ့ရှိခဲ့ရပြီးဘာသာတစ်ခုချင်းစီတိုင်းကဘုရားရဲ့တမိုင်းကြောင်းကိုစိတ်ဝင်စားနေလေ့လာခဲ့ပြီးတဲ့နောက်မှာဘာသာ၃ခုစုံကိုတတ်ဝင်ယုံကြည်သူတယောက်ဖြစ်လာခဲ့ပါတယ် ။ပိုင်ရဲ့အဖေနဲ့အကိုဖြစ်သူရာဗီကတော့တောက်ကြနေတိုင်းမှာဘုရားဝိပုတက်ပြီးသမင်းစာကန်ဒီတိုင်းမှာလည်းဘုရားရှင်စီမှာအမြဲတမ်းဆူတောင်းတတ်တဲ့ပိုင်ကိုအမြဲတမ်းစာနောက်လောင်ပြောင်တတ်ကြပါသေးတယ်။ပိုင်ရဲ့အဖေကသားဖြစ်သူနေနဲ့ဘာသာ၃ခုစလုံးလိုက်နာနေစရာမလိုပဲအခုလိုဘာသာ၃ခုလုံးတပြိုင်နက်တည်းယုံကြည်နေမယ်စာဘယ်ဘာသာအောင်မှမကိုးကွယ်တာမှပို့ပြီးတော့ကောင်းအောင်ပြေချောင်းနဲ့တိုးတက်နေတဲ့ခေကြီးမှာသိပံနီးကြကြတွေးတော်တတ်ဖို့ပဲအမြဲပြောတတ်ပါသေးတယ်။ပိုင်ရဲ့အမေကတော့သားဖြစ်သူကကလေးပဲရှိသေးတာကြောင့်ခုချိန်မှလည်း ူလမ်းကြောင်းသူရှာတဲ့အချိန်ဖြစ်တာမလို့ဖခင်တယောက်အနေနဲ့ဒီကိစ္စမှာဝင်းပြီးတော့မှဆွတ်ဖက်တင်ကြောင်းပြောလိုက်ပြီးပိုင်းဘက်ကနေအမြဲတမ်းရက်တီပေးခဲ့တဲ့သူပဲဖြစ်ပါလိမ့်တကယ်မှာတော့လက်တဲ့စမ်းကျင်တဲ့ပိုင်းကသူ့ဖေဒရိတ်ဆန်ကရစ်ချတ်ပါကာဆိုတဲ့ကြားကြီးကိုသူကိုယ်တိုင်စာကြွေးကျင်ကြောင်းပြောပြီးတော့အကိုဖြစ်သူရာဗီကိုအဖို့ခေါ်လာခဲ့ပါလိမ့်ရာဗီကတော့အခုလိုလောက်တာအရန်ကိုအန်နီယားများကြောင်းနဲ့ကြားတိုင်းဝင်တိုင်းမရှိပဲသူတို့တွေဒီအခန်းထဲဝင်မလာတင်ကြောင်းပြောလိုက်ပြီးတားပေမဲ့ခေါင်းမာတဲ့ပိုင်းကတော့ဝင်တိုင်းတွေကြားစာကြွေးတော့အချိန်မောင်းများစွာမြင်ခဲ့ပြီးတာကြောင့် ဒီကိစ္စအထင်းတော့မခက်ခဲကြောင်းပြောလိုက်ရင်အသားတော်တော်ကိုယူကာကြားချန်လေးကိုလက်ထည့်ပြီးတော့အထဲမှာအိတ်နေတဲ့ရစ်ချတ်ပါကာဆွဲကြားကြီးကိုအော်ခေါ်လိုက်ပါလေအဲ့လိုနဲ့ကြားကြီးလည်းပိုင်ရှိရာကိုဖြည်းဖြည်းချင်းဥတီလာနေခဲ့ပဲဖြစ်ပါလေကြားပိုင်ရှိတဲ့တဲမှာမတ်တက်ရလိုက်ပြီးတော့ပိုင်ရဲ့လက်တစ်ဖက်ကိုကိုက်မပြတ်ခင်ချိန်လေးမှာပဲရာဗီကညီဖြစ်သူကိုစိတ်ပူပြီးတော့သူတို့ဖေကိုမြန်ခေါ်လာခဲ့တာကြောင့်ပိုင်လဲကြားကြီးလက်ကနေဒီဒီလေးလွတ်ခဲ့ရပါလေဖေဖြစ်သူကပိုင်ကိုအခုလိုမစင်ချင်းလောက်ရကြောင်စိတ်ဆိုးပြီးတော့ဆူလိုက်တဲ့အခါပိုင်ကတော့ကြားကြီးကိုနှုတ်ဆက်ခြင်းဝန်သားဖြစ်ကြောင်းနဲ့ ဒရိတ်ဆန်ဖြစ်တဲ့ကြားမှာလည်းစိတ်ဝိညာဉ်ဆိုတာရှိနေပြီးသူတို့မျက်လုံးထဲမှာမေတ္တာတရားတွေဟာမြင်နေရကြောင်းကိုပြောလိုက်ပါတယ်။ဘိုင်းအဖေကတော့တားဖြစ်သူဘာမှဆက်မပြောတော့ဘဲစိတ်တကောင်းသာချက်ချင်းသွားယူခိုင်းလိုက်ပါတယ်။အဲနောက်စိတ်ကလေးကိုကြားလောင်ရင်အရှိမချီထားလိုက်ပြီးတော့တားဖြစ်သူပိုင်းကိုတော့ဘာဆက်ဖြစ်မလဲဆိုတာကိုရက်ကြည့်ခိုင်းနားလိုက်ပါတယ်။ကနာကျော်ရစ်ချက်ပါကာဆွဲကြားကြီးလည်းထွက်လာပြီးသူရှိကစိတ်ကလေးကိုအမဲလိုက်တတ်ဖြတ်ကာသူနေတဲ့နေရာတဲကိုဆွဲယူသွားခဲ့ပါတော့တယ်။ဘိုင်းအဖေဖြစ်သူကလောကကြီးအကြောင်းဘာမှနားမလည်သေးတဲ့ပိုင်းကို သူမျက်စိရှိမှတဲ့ဥမာတစ်ခုပြပြီးတော့ကြားဆိုတဲ့တရိတ်ဆန်ကဘလို့တရဝါမျိုးနဲ့ဘတော်မှတငယ်ချင်းမဖြစ်နိုင်ကြောင်းကိုတတ်သိပြပေးလိုက်ပါတယ်။ပိုင်လဲသူမျက်စိရှိကမြင်ကွင်းကြောင့်ရန်ကုန်ထိတ်လန့်သွားတဲ့အတွက်အကြောက်တရားကိုစတင်ခန်းစားမိခဲ့ပြီးအဖေပြေသူကိုစောတကမတက်တော့ပဲအရာအလုံးဟာသူထင်တဲ့အတိုင်းဖြစ်မနေနိုင်ကြောင်းကိုပါလက်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့အချိန်တွေကြာလာပြီးတော့ပိုင်လဲလူပြိုပေါက်အရွယ်ကိုရောက်လာပြီးပဲဖြစ်ပါတယ်။ပိုင်ကအရွယ်ရောက်လာတဲ့မြတ်သူနေထိုင်နေရတဲ့ဘဝကိုညီငွေလာပြီး သူ့ဘဝရှင်သန်နေခြင်းအတွက်အဓိပ္ပာယ်ရှိတဲ့အကြောင်းပြချက်ကိုရှာဖွေနေခဲ့ပါတယ်။ကျောင်းပရဲ့ရှိတခုရောက်တဲ့အခါပိုင်ကဂီတပညာကိုလေ့လာသင်ယူရင်းတရက်မှာတော့အကာတိုက်တဲ့အဖွဲတခုမှနေမကောင်းဖြစ်နေတဲ့ဆရာဖြစ်သူကိုစားစီးချက်ဘုံတို့ကိုအချိန်ပိုင်းဝင်တီးပေးနေအာနန္ဒီဆွေကောင်မလေးတယောက်ကိုတွေ့ခဲ့ပါတယ်။အကာပိုင်းမှာလည်းအရန်ကိုထူးချုံပြီးတော့အနေထိုင်လဲရင်ကျေးတိမ်မွေ့တဲ့အာနန္ဒီကိုသဘောကျသွားတဲ့ပိုင်လဲကောင်မလေးနားကိုချင်းကပ်ပြီးတော့နှီးစပ်ဖို့ကြိုးစားလိုက်ပါတယ်။အချိန်ကြာလာအခါစိတ်သူကိုတူနဲ့နှလုံးသားချင်းနှီးစပ်တဲ့ပိုင်နဲ့အာနန္ဒီတို့လည်း ခြေသူတွေဖြစ်သွားခဲ့ကြပြီးပိုင်ကတော့ညီငွေစရာကောင်းတဲ့သူ့ဘဝထဲမှာနေထိုင်ရင်းပျော်ရွှင်အေးချမ်းမှုရှိတဲ့အခြေတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ကန်ဆိုးစွာနဲ့ပဲပိုင်တို့ခြေသူနှုတ်ကခွဲခွာဖို့ဖြစ်လာခဲ့ပါတယ်။အိန္ဒိယမှာစီးပွားရေးတိတ်အစင်မပြေတဲ့အတွက်ဒရိဆန်ဦးရဲ့မြေအလွတ်နဲ့ရောင်းမှုလွယ်တဲ့ဒရိဆန်တွေကိုရောင်းခဲ့ပြီးဂျန်နဲ့ဒရိဆန်တွေကိုသူတို့ပြောင်းနေမဲ့ကနေဒါမှာပဲရောင်းချကာမိသားစုလိုက်ကနေဒါမှာပဲအခြေချပြီးတော့ဘဝသစ်ပြန်ဆောက်ဖို့အတွက်ပိုင်ရဲ့ဖေကစီစဉ်ခဲ့ပါတယ်။ ကိုချောက်ဘောကိုမရက်တီနိုင်သေးတဲ့အရွယ်မှာဖခင်ပြည်သူရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာခဲ့လိုက်တဲ့ပိုင်လဲဘယ်တော့လဲတေချာမသိပေမဲ့တေချာဘောက်တော့သူပြန်လာမှာဖြစ်ကြောင်းချစ်သူလေးကိုဂရီပေးပြီးနှုတ်ဆက်ခဲ့ရင်လည်းသူ့ဘဝရဲ့ညီငွေကြာရီကြားတွေကပျော်ရွှင်မှုလေးနဲ့ပျောက်ဆုံးသွားခဲ့ရပြန်ပါလေအဲလိုနဲ့ပိုင်လဲမိသားစုနဲ့တူကနေဒါကိုသွားနေတဲ့ကုံတင်သင်းမောကြီးဘောကနေသူချန်ထားခဲ့ရတဲ့ချစ်သူလေးအာနန္ဒီကြောင်းကိုစဉ်းစားရင်မျက်ရည်တွေဝဲလာခဲ့ရပါလေပိုင်ရဲ့မိကတော့မိသားစုရဲ့ရှေ့ဆက်ရှောက်ရအောင်မှာဖြစ်ကြောင်းနဲ့သူတို့ခုလိုလုံးလိုက်တာကလည်းတားနှစ်ယောက်ရဲ့ရှေ့ရေးအတွက်ဖြစ်ကြောင်းပြောရင်း တားပြစ်သူကိုနှစ်သိမ့်ပြီးတော့ထမင်းစားဖို့ခေါ်သွားလိုက်ပါတယ်။ထမင်းစားကနေရောက်တဲ့အခါမှာတော့ပိုင်ရဲ့အမေကသူတို့မိသားစုကတတ်တတ်လို့စားတဲ့အတွက်အသီးရွက်ဟင်းမဲပေးဖို့စပုံမှုကိုကောင်းမွန်ပြောပေမိတ်အချိုးမပြေတဲ့စပုံမှုကတော့နွားအသည်းနဲ့ဝက်ဥကြောင်းတွေကိုသာထည့်ပေးပြီးစားခြင်းစားမစားခြင်းတွေဆိုတဲ့ပုံစံနဲ့မချေမငန်ဆက်ဆံနေရကြောင်းပိုင်ရဲ့အဖေနဲ့ပြဿနာတက်ခဲ့ရပါသေးတယ်။နောက်ဆုံးမှာတော့ပိုင်တို့မိသားစုလည်းမတတ်တာတဲ့အဆုံးထမင်းမျိုးကိုသာညစာဖြစ်စားနေတော့မှတင်မောသားတယောက်ကရောက်လာခဲ့ပြီးသူကလည်းဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တာကြောင့်တတ်တတ်လို့စားတဲ့လူတယောက်ဖြစ်တဲ့အတွက် ဒီမောပမာဆိုရင်ထမင်းဖြူကိုဟင်းအနစ်နဲ့ပဲစားနေရကြောင်းပြောပြီးပိုင်တို့မိသားစုကိုလာပြီးတော့နှုတ်ဆက်ပါတယ်ခဏကြာတော့ပိုင်ကအဖေဖြစ်သူနဲ့အတူဒရိတ်ဆန်နေတဲလာခဲ့တဲ့အခန်းကိုသွားပြီးတော့မြောက်တွေအတွက်ယူလာတဲ့ငါပြောသီးကိုစားနေလိုက်ပါတယ်အဖေဖြစ်သူကတော့မန္တလေးမှာခီးထောက်နားတဲ့ချိန်စားစရာလက်လက်ဆက်ဆက်တွေဝယ်မှဖြစ်လို့ခဏတီးခံပေးဖို့ငါပြောသီးစားနေတဲ့ပိုင်ကိုပြောနေရင်တဲလာခဲ့တဲ့ orange juice ဆိုတဲ့မြောက်မကြီးနဲ့သူ့ရဲ့ကလေးလေးကိုစိတ်ငြိမ်စေတွေကျွေးလိုက်ပါတယ်ပိုင်ကတော့ဘာကြောင့်ခုလိုစေးကျွေးရလဲလို့အဖေဖြစ်သူကိုမေးတဲ့အခါလူတွေအတွက်မသိတာမဲ့ဒရိတ်ဆန်တွေကတော့ လိုင်းမှုတဲ့ဒဏ်ကိုမခံနိုင်တာကြောင့်နေရာတက်တောင်လို့လောက်ရတာဖြစ်ကြောင်းအဖေဖြစ်သူကပြန်ပြောခဲ့ပါလေအဲ့လိုနဲ့မနီလာမှာခီးထောက်နားပြီးတဲ့နောက်ဒေမောပြန်ထွက်ခွာလာခဲ့ပြီးတော့နောက်ထပ်၄ရက်ကြာမှာတော့ပိုင်တို့ဒေမောရကပအနက်ဆိုင်ဆုံးမာရီယာနာเจ้าနဲ့ကြီးဘော်ကနေဖြတ်တန်းခုံမောင်းနေပဲဖြစ်ပါလေရာသီလူဆိုးလာပြီးတော့မှုန်တိုင်းပြင်းလာတာကြောင့်ဒေမောကမငြိမ်သက်နိုင်တော့ပဲအားပြင်းလို့နဲ့ရေလိုင်းတွေကြားမှာခက်ခဲခုံမောင်းနေရပြီပဲဖြစ်ပါလေအခန်းထဲကအိတ်နေတဲ့ပိုင်ကမိုးချိန်တန်တွေကြောင့်လန်နိုးလာခဲ့ပြီးတော့အပြင်မှာလည်းမှုန်တိုင်းတွေတိုက်နေအောင်ထွက်ကြည့်ဖို့အကိုဖြစ်သူ ရာဗီကိုနှိုးလိုက်ပါတယ်ရာဗီကတော့မိုးကြုံမုန်တိုင်းတွေကအန်ရဲများလွန်လာကြောင်းညီဖြစ်သူကိုသွားမကြည့်ဖို့တားလိုက်ပေမဲ့အကိုဖြစ်သူရဲ့စကားမဆုံးခင်မှာပဲပိုင်ကတော့ဒေမောကုန်းဘတ်ပေါ်ရောက်နေပဲဖြစ်ပါတယ်ဇာပိုင်းမှာတော့ပိုင်ကသူတစ်ခါမှမမြင်ခဲ့ဘူးတဲ့မိုးကြုံမုန်တိုင်းကိုကြည့်ပြီးတော့ရန်ကိုသဘောကျနေခဲ့တာပါဒါပေမဲ့အချိန်ကသူထင်ထားသလိုမဟုတ်တော့ပဲမုန်တိုင်းကအားပြင်းလွန်လာကြောင်းဒေမောကြီးတစ်စင်းလုံးပေါ်ကိုရေတွေဖုံးလွှမ်းသွားခဲ့ပါတော့တယ်အခြေအနေမဟန်တော့တာကိုလည်းသိတဲ့ပိုင်လဲအတွင်းဘက်ကိုပြေးဝင်သွားပြီးတော့အိပ်ပျော်နေတဲ့ မိသားစုဝင်တွေကိုနှိုးဖို့လုပ်ပေမဲ့အရာအားလုံးကနောက်ကျလို့သွားခဲ့ပြီဖြစ်ပါတယ်။တင်မောဝမ်းပိုက်ထဲကိုရေတွေဝင်လာပြီးတော့အိပ်ပျော်နဲ့မိသားစုတွေလည်းရေနဲ့တူမျောပါသွားခဲ့ပြီဖြစ်ပါတယ်။ပိုင်လဲကုန်းဘက်ဘက်ကိုပြန်တက်လာပြီးတော့သူမိသားစုဝင်တွေကိုကယ်ပေးဖို့တင်မောသားတွေကိုပြောပေမဲ့တင်မောသားတွေကတော့သူတို့ရအောင်ကယ်ပေးမှာမလို့စိတ်မပူဖို့ပြောလိုက်ပြီးပိုင်ကိုတက်ကယ်လှေပေါ်တင်ပေးလိုက်ပါတယ်။ပိုင်လဲမိသားစုဝင်တွေမပိုင်မသွားနိုင်ကြောင်းတတွတ်တို့ပြောပြီးတော့ညင်းနေပေမဲ့တင်မောသားတွေကအတက်ကယ်လေးကိုအောက်ချနေပြီဖြစ်တာကြောင့်ပိုင်လဲဘာမှမတက်တာခဲ့ပါဘူး။ အချင်းတင်မောပွားပြင်းကြားတကောင်အတက်ကလေးပေါ်ခုံချခဲ့တာကြောင့်အတက်ကလေးလည်းအောက်ကိုအရှင်ပြေးနဲ့ပြုတ်ကျသွားခဲ့ပါတော့တယ်အာပြင်းလုံးနဲ့လိုင်းလုံးတွေရဲ့ရိုက်ခတ်မှုတွေကြောင့်ပိုင်လဲအတက်ကလေးနဲ့အတူတင်မောကြီးရဲ့အဝေးကိုရောက်သွားရည်ပဲဖြစ်ပါတယ်အတက်ကလေးပေါ်မှာနေပြီးတော့သူကြုံနေရတဲ့အဖြစ်ပြက်ကြီးကိုထိတ်လန့်နေတဲ့ပိုင်လဲရေထဲမှာတယောက်ကူးခန့်နေအောင်တွေးတဲ့အခါမှာလော်တက်ကိုထိုးပေးပြီးလေပေါ်တက်လာလို့ရအောင်ဆွဲတင်ပေးဖို့လုပ်ပါတော့တယ်အဲ့ချင်းရေတဲကနေတက်လာတာကတော့လူတယောက်မဟုတ်ပဲ Richard Parker ဆိုတဲ့ကြားကြီးဖြစ်နေတာသိလိုက်ရတယ်။ပိုင်လဲ ကြားဒီမတက်လာနိုင်အောင်လို့လှော်တက်ကိုရေးထဲပြန်ချလိုက်ပေမဲ့အချိန်မမီတော့ပဲကြားကြီးကသူ့ရဲ့လေပေါ်ကိုတက်လာခဲ့ပါတော့တယ်။ပိုင်လဲရေထဲကိုချက်ချင်းမှခုံဆင်းပြလိုက်ပြီးသူ့ရဲ့မျက်စိရှိမှာတော့သမုတ်တရားချမ်းပြင်အောက်ကိုတဖေးဖေးထိုးဆင်းနေတဲ့သူ့ရဲ့သင်းမောကြီးကိုတွေ့လိုက်ရပါတော့တယ်။အဲဒီချိန်သူ့အတွက်မျောလင်းချက်ကအသက်ငယ်လေးလေးတစ်ခုပဲရှိရာကိုသဘောပေါက်သွားတဲ့ပိုင်လဲလေပေါ်ကိုမြန်ပြေးတက်သွားပြီးတော့လေဦးပိုင်းကတိုင်လေးကိုဖတ်ထားနေမုံတိုင်းကြားကနေသူ့အတန်ကိုလုံးဝမကြားနိုင်ရှာတော့တဲ့မိဘနှစ်ပါးနဲ့အကိုဖြစ်သူတို့အော်ခေါ်ရင်း ကျဲလောင်စွာငိုကြွေးနေလိုက်ရပါတော့တယ်ဒီလိုနဲ့တပြေးပြေးမုံတိုင်းလဲငြိမ်သွားပြီးတော့မနက်မိုးလင်းစအချိန်ကိုလဲရောက်လာပြီဖြစ်ပါတယ်လေပေါ်မှာကတော့ပိုင်းကမြင်းကြားနေတူရှိနေပြီးလေထဲဝင်လာတဲ့ရေတွေကိုခတ်ထုတ်နေပါတယ်အဲ့ချိန်အမိုးအုပ်ထားတဲ့လေအတွင်းပိုင်းကနေခွေးရတကောင်ထွက်လာတာနဲ့သူ့ကိုအန်ဒီရပြုတ်မှာဆိုတဲ့ပိုင်းလဲလေဦးဘက်ပိုင်းမှာပြန်သွားနေလိုက်ရပါတယ်ခဏကြာတော့ရေထဲမှာငပြိုးသီးအိတ်တွေနဲ့အတူမျောလာတဲ့ orange juice ရဲ့မြောင်းမကြီးကိုတွေးလိုက်ရပါတယ်ပိုင်းလဲမြောင်းမကြီးကိုချက်ချင်းကယ်ပေးလိုက်ပြီးတော့လေပေါ်ကိုခေါ်နိုင်ခဲ့ပါတယ် ဘိုင်ကမြောင်မကြီးကိုမင်းရဲ့သားလေးဗမာလေးလို့မေးလိုက်တဲ့အခါမြောင်မကြီးကတော့သူ့သားလေးကြံခဲ့တဲ့သမုတ်ရာကြီးဘက်ကိုမျက်နှာလှဲ့လိုက်ပြီးဝမ်းနေတဲ့မျက်ဝန်းအနေနဲ့ပဲရေပြင်ကြီးကိုငေးကြည့်နေရှာပါတယ်ခဏကြာတော့ဘိုင်ကသူ့ကိုကယ်ပေးဖို့တစုံတယောက်များရှိသလားဆိုပြီးတော့អော်ခေါ်လိုက်ပြီးမှသမုတ်ရာကြီးထဲမှာတော့သူ့ရဲ့လင်ငယ်လေးကလွဲလို့တခြားဘသူမှရှိမနေခဲ့ပါဘူးအထဲကိုဝင်သွားတဲ့ခွေးအားကလည်းပြန်ထွက်လာပြီးတော့ဘိုင်တို့ကိုရန်ပြုတ်နေပြန်ပါတယ်အဲ့လိုနဲ့ညာဘက်ရောက်လာတဲ့ခါစားလောင်နေတဲ့ခွေးအားကအားနေပြီးတော့အိပ်ပျော်နေတဲ့မြင်းကြားကိုကိုက်ဖြတ်စားတော့ပါတော့တယ် ပိုင်နဲ့မြောင်မကြီးလည်းအတန်ကုန်អော်ပြီးတော့မလုပ်ဖို့တားပေမဲ့အချိန်မမီလိုက်တော့ပဲမြင်းကြားကခွေးအားရဲ့လက်ချက်နဲ့တည်သွားခဲ့ရပါတော့တယ်။မနေ့ရောက်လာတဲ့ခါမှာပိုင်ရောမြောင်မကြီးရောရန်ကိုအားနေနေကြပြီဖြစ်ပြီးခဏကြာတဲ့အချိန်မှာတော့ပိုင်လဲလေထဲကနေထောက်ပံ့ပစ္စည်းတချို့ကိုရှာတွေ့သွားခဲ့ပါတယ်။ပိုင်ကအသက်ကအင်းကြီးချုံနဲ့ဖောင်ငယ်လေးတစ်ခုလှုပ်လိုက်ပြီးတော့ခွေးအားရန်ကနေလွတ်အောင်လို့ရေထဲမှာသွားနေဖို့လှုပ်လိုက်ပါတယ်။အဲ့ချိန်ခွေးအားပြန်ထွက်လာပြီးတော့မြောင်မကြီး orange juice ကိုရန်ရှာပြန်ပါတယ်။မြောင်မကြီးကပြန်တိုက်ခိုက်ပြီးမဲ့ခွေးအားနဲ့ကအင်အားမမျှခဲ့ပဲ။ နောက်ဆုံးမှာတော့မြောက်မကြီးလဲခွေးရရဲ့အစာဖြစ်သွားရပါတော့တယ်ဒီတစ်ခေါက်မှာတော့ပိုင်လဲခွေးရကိုသီးမခံနိုင်တော့တာကြောင့်အရန်ကိုစိတ်တူသွားခဲ့ပြီးခွေးရကိုတိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာပဲလေအတွင်းပိုင်းကနေကြားကြီးထွက်လာပြီးတော့ထိုင်နေတဲ့ခွေးအားကိုခုံအုပ်ပစ်လိုက်ပါတော့တယ်ပိုင်လဲရန်ကိုထိတ်လန့်သွားပြီးတော့ဘာလို့လုံးဝမမသိဖြစ်နေရတဲ့အချိန်မှာပဲကြားသူ့ကိုပါရန်ဘူးလာတာကြောင့်ပိုင်လဲသူလှုပ်ထားတဲ့ဖောင်ငယ်လေးပေါ်မှာပဲဆင်းပြီးတော့နေနေလိုက်ပါတယ်ညနေပိုင်းလောက်ရောက်ချိန်မှာတော့ကြားကြီးလဲအိပ်ပျော်နေပြီး ဘိုင်ကတော့ဘိုက်စာလုံးနေတဲ့အတွက်အသက်ကလေးဘောကရှာတွေ့တဲ့စီတိုဘူးနဲ့ဘီစကစ်မုတ်တွေကိုစားနေရင်ပစ္စည်းတချို့နဲ့စားစရာတွေကိုသူ့ရဲ့ဖောင်ငယ်လေးပေါ်မှာရွှေထားလိုက်ပါလေခဏကြာတော့စီတိုဘူးတွေနားကထွက်လာတဲ့ကြွက်တကောင်ကြီးနဲ့ဂျာအီးကနိုးလာပြီးတော့ပိုင်ကိုတိုက်ခိုက်ပါတော့တယ်စာလောင်နဲ့ဂျာအီးကရန်ကိုဒေါသထွက်နေအောင်ပိုင်ကိုအလိုမပေးပဲလိုက်ဖမ်းပါတော့တယ်ဘိုင်လည်းသူ့ဘော်တက်လာတဲ့ကြွက်ကိုဂျာအီးပါစတဲ့ပြစ်ထည့်ပေးလိုက်ရပြီးဖောင်ဘော်ကိုပဲပြန်ဆင်းနေလိုက်ရပါတယ်ညာဘက်ထဲအခါမှာတော့ဂျာအီးကလေမာကြံနေတဲ့ မြင်းကြားအသေးကောင်းကြီးကိုယူစားလိုက်ပြီးတော့ပိုင်ကိုခဏခဏလှမ်းကြည့်နေပါလေအခုလိုအချိန်ဒီမှာသူ့အတွက်ဘာမျောလင်းချက်မှမရှိနိုင်တော့တာကိုသိတဲ့ပိုင်လဲဖောင်လေးပေါ်မှာပဲထိုင်ရင်းနဲ့ဝမ်းနေစွာငိုကြွေးနေလိုက်ရပါတော့လေမနေ့ရက်တဲ့အခါမှာပိုင်ကသူဟာကြားကောင်နဲ့တူအသက်ငယ်လေးနဲ့သမုတ်ရာကြီးလဲမှာဒုက္ခအောင်နေကြောင်းနဲ့သူ့ကိုလာခဲ့ဖို့အတီးပေးစာတောင်ရေးလိုက်ပါလေအဲနောက်စာကိုစီတူဘူးကုန်နဲ့ထည့်ပြီးတော့ရေထဲကိုလှမ်းပစ်လိုက်ပြီးတဲ့အခါလက်ရှိသူကြုံနေရတဲ့ဒုက္ခဆင်းရဲတွေနဲ့ကလည်းလွတ်မြောက်အောင်လမ်းပြပေးဖို့ကိုလည်း ဘုရားရှင်စီမှာတောင်းဆိုနေရှာပါတယ်။အန်နောက်ပိုင်းကအသက်ငယ်လေတဲ့ကတွေ့တဲ့သမုတ်တရားထဲမှာဒုက္ခရောက်နေတဲ့ချိန်အသက်ရှင်သန်မှုအတွက်နေထိုင်မဲ့စီကံချက်လမ်းညွန်စာအုပ်ထဲကတိုင်းအားလုံးကိုပြင်ဆင်ပါတော့တယ်။သူ့အတွက်ဖောင်လေးပေါ်မှာသမုတ်တရားရေတွေနဲ့ထိတွေ့ပြီးတော့အချိန်ကြာနေထိုင်ရတာကအန်ရရှိတာကိုသိသွားတဲ့အခါကြာကြီးသူ့ကိုရံမမှုပဲလေပေါ်မှာကြာကြီးနဲ့တူနေထိုင်ရဖို့ပါကြိုးစားခဲ့ပါတယ်။ပိုင်းကကြာကိုလှိုင်းမှုအောင်လုပ်ပြီးတော့လှိုင်းမှုနေတဲ့ချိန်ကြာကသူ့ကိုမတိုက်ခိုက်နိုင်တဲ့အတွက်လေပေါ်တက်သွားလိုက်ပါတယ်။ အနောက်ပိုင်းလေမိုးပုံသေးနဲ့ပန်းပြီးတော့ကြားယူချင်းချောက်ရင်သူပိုင်တဲ့နေရာတတ်မှတ်ပြီးကြောင်းကြားယူအော်ပြောလိုက်ပါလေသူကြံအောင်မြင်သွားထိမ်ပြီးတော့ပျော်နေတဲ့ပိုင်ကိုတော့ကြားမျက်ခွက်တဲတဲ့ကိုသေးနဲ့ပြန်ပန်းပြီးလိုက်တဲ့အခါမှာပိုင်လဲရေထဲကိုပြန်ပြုတ်ကျသွားပါလေအနောက်ပိုင်းကြံနေသေးတဲ့တောက်ဤတန်းတွေကိုရိတ်ခါချင်းစရားတွေကအတိုင်းအကန့်အသတ်နဲ့တောက်ရပြီးတော့ကြားကြီးကိုလည်းဝေမျှပြီးတော့တိုက်ရပါသေးတယ်တရက်မှာအသား9ကီလိုလောက်ကျွေးရတဲ့ကြားတကောင်ဘိုက်စာလာတဲ့အချိန်မှာသူ့လိုလူပိန်လေးကိုအချိန်မွေးတိုက်ခိုက်ပြီးတော့စားသွားမှောက်တည်တဲ့ပိုင်လဲ ကြားစာအဖြစ်မှခံချင်တာကြောင့်ကြားကြီးစားဖို့အတွက်ငားများပေးရတာလေနေ့စဉ်အလုပ်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။တကယ်မှာတော့ကြားကြီးကရေထဲမှာအုပ်စုလိုက်ကူးခတ်နေငားတွေကိုမြင်ပြီးရေထဲကိုခုံဆင်းသွားလိုက်ပါတယ်။ပိုင်လဲခွင်းကိုလက်လွတ်မခံဘဲသူ့ရဲ့ဖောင်ငယ်လေးကိုပါချက်ချင်းဆွဲယူပြီးတော့လေပေါ်ကိုတက်သွားလိုက်ပါတယ်။အဲနောက်ရေထဲကကြားကိုလေပေါ်ပြန်တက်မလာနိုင်အောင်လှုပ်ပြီးတော့၆လန်းခဲ့ပြီမဲ့ရေထဲကနေလေပေါ်အားကိုရမဲ့နဲ့မျက်ဝန်းတွေနဲ့မော့ကြည့်နေတဲ့ကြားကြီးကိုတော့ပိုင်လဲမထားခဲ့ရနိုင်ရှာပါဘူး။ဒီတော့ပိုင်လဲလေပေါ်မှာကြံတဲ့စားစရာတွေနဲ့ပစ္စည်းအလုံးဖောင်ပေါ်တင်လိုက်ပြီး ဖောင်လဲပို့ပြီးတော့ခိုင်ကန့်အောင်ပြန်ပြုတ်ပြင်ကရေထဲမှာပဲပြန်ဆင်းနေလိုက်ရပါတယ်။နောက်မနက်မှာတော့ပိုက်ကောင်ကလည်းငါးကြီးတကောင်မိခဲ့ပါတယ်။ငါးကြီးကအရန်ရုံးနေကြအောင်ပိုင်လဲပစိမ့်နဲ့အားပါထုပြီးတော့ငြိမ်သွောင်းအောင်လှုပ်ပေးလိုက်ရပါတယ်။သူ့ဘွားတစ်ယောက်လုံးမှသူ့လက်နဲ့တခြားသရဝါတွေကိုရဲဆက်ဆက်တတ်လိုက်ရတာကပရမာသုံးကြိမ်ဖြစ်တဲ့အတွက်ပိုင်လဲသူ့လုံရက်အတွက်အရန်ကိုဝမ်းနေပြီးတော့ငိုကြွေးနေရပါတယ်။အဲနောက်သူရောကြားရောအသက်ရှင်မှုအတွက်အရှင်ပေတနိုးကငါးအဖြစ်နဲ့ဖန်ဆင်းပေးခဲ့လို့ပိုင်ကထင်နေပြီးသူတို့ကိုကဲတင်ပေးတဲ့အတွက်ဂျေဆုတင်ကြောင်းပြောလိုက်ပါတယ်။ အဲနောက်မှာတော့သူ့ရဲ့တာဝန်တိုင်းကြားကြီးစီကိုသွားပြီးတော့ရလာတဲ့ငါးကြီးကိုပြစ်ကျွေးလိုက်ပါတယ်။ဗိုက်ဆာနဲ့ကြားကလည်းငါ့ကိုမိန်ရှက်ရေးစားလိုက်ပြီးအထဲကိုပြန်ဝင်သွားခဲ့ပါတော့တယ်။ညာဘက်ဟုတ်တဲ့ခါမှာတော့သမုတ်တရားကြီးတစ်ခုလုံးကအယောင်တစ်ဖက်ဖက်လက်နေပြီးတော့ဘိုင်ကတော့သူ့ရဲ့လက်ရှိဆင်းရဲဒုက္ခတွေကိုမေ့သွားနိုင်လောက်လှပတဲ့သမုတ်တရားကြီးကိုကြည်ရင်အယမ်းကိုသဘောကျနေပါတယ်။အဲဒီအချိန်မှာမမျှော်လင့်မဲ့ရေထဲကနေဝေလာငါးကြီးကောင်ခုန်တက်လာတာကြောင့်စားစရာတင်ထားတဲ့ပိုင်ရဲ့ဖောင်ငယ်လေးကလည်းမောက်သွားပြီးတော့ပိုင်အတွက်ရန်နေငယ် စားသွားမဲ့ရိတ်ခါတွေအားလုံးကိုဆုံးရှုံးလိုက်ရပါတော့တယ်။မနက်ပဲရောက်တဲ့အခါမှာတော့ပိုင်လေးဘိုင်းရန်စာနေဖြစ်ပြီးလေပေါ်မှာကြံခဲ့တဲ့မိန်လေးကိုတွားယူလိုက်ပါလေ။အဲဒီအချိန်မှာမမျော်လေးပဲငပြန်တွေအုပ်စုလိုက်ရောက်လာခဲ့တာကြောင့်ပိုင်တို့လေပေါ်မှာလည်းငါးအရီနဲ့ပြေးချန်နေပါတော့တယ်။ငါးသေးသေးလေးတွေကြားကနေတကောင်ထဲပါလာတဲ့ငါးအကြီးကိုကြားဖမ်းပြီးတော့စားဖို့လုပ်တဲ့အခါပိုင်ကကြားစီရနဲ့ငါးကိုလူယူလိုက်ပြီးသူ့ကိုတိုက်ခိုက်ဖို့လုပ်နေတဲ့ကြားကိုပါဒေါသကြီးနဲ့ချင်းချောက်လိုက်ကငါးအကိုရောက်အောင်ယူလိုက်နိုင်ပါလေ။ စာလောင်ချင်းကြောင့်ထွက်လာတဲ့ဒေါသကအရာအလုံးပြောင်းလဲသွားစီတာကိုပိုင်လဲသဘောပေါက်သွားပြီးသူငယ်စဉ်ကလေးကသူ့စိတ်ထဲကိုအကြောက်တရားတစ်ခုထည့်ပေးခဲ့တဲ့ကြားကြီးကိုပရမာသုံးချိန်နိုင်လိုက်နိုင်ပါလေ။အဲနောက်ပိုင်လဲကြားစီအရမြတိုက်ထားတဲ့ငါးကြီးကိုလှိဖြတ်ပြီးတော့အသားစိမ့်တွေပရမာသုံးချိန်စားလိုက်ရပါတော့တယ်။နောက်မနက်မှာတော့ပိုင်ကမနေ့ကအချိန်တိုင်းသာဆိုကြားကြီးကိုရင်ပောင်းလို့လို့မရနိုင်တော့သူနဲ့တူလေပေါ်မှာနေပြီးတော့သူ့မိန့်ကိုနာခံလောင်တော့လေ့ကျင့်လို့ရတယ်ဆိုတာကိုတွေးမိပြီးလေပေါ်မှာနေလို့ရဖို့အတွက်နောက်ကြိမ်စူးစမ်းကြည့်လိုက်ပါလေ။ ဒီတစ်ခါမှာတော့ပိုင်လဲအောင်မြင်သွားခဲ့ပြီးတော့ကြားရင်းနဲ့ငိမ့်နိုင်ယူနိုင်ခဲ့ပြီးမို့လို့လေပေါ်မှာစိတ်ချလက်ချနဲ့နေခွင့်ရသွားခဲ့ပါလေ။အဲလိုနဲ့ပိုင်ကနေ့ရက်တိုင်းမှာဖြစ်ပျက်ခဲ့သမျှကိုဒိုင်ယာရီတစ်ခုအနေနဲ့စာအုပ်လေးထဲမှာရေးပြီးတော့မျှော်လင့်ချက်မဲ့တဲ့ဘွားကြီးကိုဖြတ်သန်းလာခဲ့ပါလေ။ပိုင်ကရစ်ချတ်ပါကာဆွဲကြားကြီးပါလာလို့သာသူကအခုချိန်ထိအသက်ရှင်နေနိုင်တာဖြစ်ပြီးတော့ကြားကြီးသူ့ကိုပေးတဲ့အကြောက်တရားကြောင့်သာသမုတ်တရားထဲမှာနုံနုံကြကြနေနိုင်ခဲ့ပြီးတော့ကြားကြီးအတွက်စားစရာတောက်စရာတွေနဲ့လိုအပ်တာတွေကိုလုပ်ပေးရတာကလည်းသူ့ရဲ့မျှော်လင့်ချက်မဲ့နဲ့ဘဝအတွက်လှုပ်ရှားအလုပ်တစ်ခုရှိနေသေးတာကြောင့် အသက်ဆက်ရှင်မို့အတွက်အကြောင်းပြကြတခုရခဲ့တယ်ဆိုပြီးကြားယူဂျေစုတင်နေပါသေးတယ်။တကယ်မှာတော့ပိုင်လဲသူတို့ရဲ့ဝေးတနည်းအောင်ခုံပေါင်းသွားတဲ့ဒေမော်တစီကိုတွေ့လိုက်ရပါတယ်။အရန်ပျော်သွားတဲ့ပိုင်လဲဒေမော်ကိုအော်ခေါ်ပြီးတော့သူ့ကိုကယ်ပေးဖို့အချက်ပြမိဘန်းတွေဖောက်ခဲ့မိတယ်။ဒေမော်ကတော့ပြန်လှည့်မလာခဲ့ပဲသူလန်းသူပဲဆက်သွားခဲ့ပါတယ်။ညောင်းတဲ့အခါမှာပိုင်ကကြားယူစကားတွေပြောနေနဲ့ကြားကြီးနဲ့သူအယောင်လေးလင်းလက်လာတဲ့သမုတ်တရားကြီးကိုငုံကြည့်ရင်ရည်ရဲကနေသူ့မရဲ့မျက်နာလေးနဲ့နစ်မြုပ်သွားတဲ့သူတို့ရဲ့သင်းမောကြီးရဲ့ပုံရိပ်ကိုပြန်လှည့်ပြီးတော့မြင်အောင်နေပါတော့တယ် ဘိုင်းအတွက်ကတော့သူ့ဘဝအတွက်အကြောက်တရားဆိုတာပထမဆုံးခံစားစေခဲ့တဲ့ Richard Parker ဆိုတဲ့ကြားကြီးကပဲသူ့ရဲ့ဘေးမှာတစ်ချိန်လုံးရှိနေပြီးတော့သူပြောသမျှကိုမငြင်းမညူနားထောင်ပြီးတဲ့တကယ်ချင်းတယောက်ဖြစ်လာတယ်လို့ခံစားမိစေခဲ့ပါတယ်။ဒိုနဲ့ရပောင်းများစွာကြာလာတဲ့ခါမှာပိုင်းရဲ့ diary ရေးနေကြခဲနန်လေးကလည်းကုံသွားခဲ့ပါတယ်။အဲဒီအချိန်မှာမမျော်လင့်မဲ့မှုန်တိုင်းတစ်ခုဝင်လာပြီးတော့ပိုင်းရဲ့ပစ္စည်းတွေတင်ထားတဲ့ဖောင်ငယ်လေးကတော့မှုန်တိုင်းကြောင့်အဝေးကိုမျောသွားခဲ့ရပြီပဲဖြစ်ပါတယ်။ကြားကြီးလည်းရေထဲကိုပြုတ်ကျပြီးတော့လိုင်းလုံးနေတဲ့သူပါမသွားခင်မှာ ဘိုင်ကသူ့ရဲ့ဘဝမှာသူသိချင်းတဲ့မိသားစုနဲ့အရာအလုံးကိုဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့အတွက်သူစီကနေနောက်ထပ်ဘာမှထပ်မယူသွားဖို့ကိုမိုးโจတန်တွေကြားကနေပြီးဖျားရှင်ကြောင်းလို့អော်ဟိတ်ပြီးတော့တောင်းဆိုနေရှာပါတယ်ခဏကြာတော့ကြားကြီးလဲလေပေါ်ပြန်တက်လာနိုင်ခဲ့ပြီးတော့လေထဲဝင်လာတဲ့ရေတွေကြောင့်ပိုင်တဲ့ကြားကြီးလဲရေတွေနဲ့အတူနင်မိုးပြီးတော့ရုံးဝင်ဆန်ခတ်ဖြစ်နေကြပါတယ်မနေ့ရောက်တဲ့အခါမှာတော့ပိုင်သတိရလာလာခြင်းမှာပဲလေရဲ့တစ်ဖက်မှာအရန်အားနေပြီးတော့မလုံနိုင်တော့တဲ့ကြားကြီးကိုတွေးလိုက်ရပါတယ်ပိုင်ကကြားကြီးကိုရေနှဲငယ်တိုက်လိုက်ပြီး ူပေါင်မမခေါင်းအုံးစီခဲ့ပါတယ်။အဲနောက်ကြားယူတူတရားနဲ့ပတ်သက်ပြီးနဲ့သူတို့နှစ်ယောက်လုံးတေးကြတော့မယ်လို့ပြောရင်မိဘနှစ်ပါးနဲ့အကိုဖြစ်သူရဲ့နာမည်ကိုရေကျုပ်ကဝမ်းနေစွာနဲ့ငိုကြွေးနေရပါတော့တယ်။အဲနောက်ပိုင်းကစားစရာမရှိတော့တဲ့ပြင်သူတို့နှစ်ယောက်လုံးအရန်ကိုအားနေနေတာမဟုတ်လို့စားစရာပါမရှာနိုင်တော့တာကြောင့်တေးဖို့ကလွဲပြီးတခြားလမ်းမရှိတော့ကိုတွေးမိပြီးတော့အရာရာကိုလက်လျှော့ရင်လေပေါ်မှာပဲကြားင်းနဲ့တူတေးရမဲ့ရက်ကိုစောင့်နေရရှာပါတော့တယ်။ကံကောင်းစွာနဲ့တရက်မှာတော့ပိုင်းနိုးလာတဲ့အခါ ပိုင်တို့ရဲ့လေကကျုံးကျုံးမှာစိုက်နေခဲ့ပါတယ်။ပိုင်လည်းမရှိရှိတဲ့အားနဲ့လေအောက်ကိုရောက်အောင်ဆင်းပြီးတော့ဂျာအီကိုပါအပြင်ကိုထွက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။ပိုင်ကကျုံးပေါ်ရောက်ချင်းမှာပဲအရွက်တချို့နဲ့တေအူတွေကိုခူးစားလိုက်ပြီးတော့အသက်ရှင်မှုအတွက်အခွင့်ရသွားခဲ့ပါတယ်။ပိုင်လည်းကျုံးအင်းပေါ်ကိုပတ်ကြည့်နေတဲ့တနေရာရောက်တဲ့အခါမှာတော့မီရာကတ်အကောင်လေးတွေအုပ်စုလိုက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ပိုင်လည်းအကောင်လေးတွေဂျားထဲကနေဖြတ်သွားလိုက်ပြီးတော့ရေချိုးတွင်တစ်ခုကိုတွေ့တဲ့အခါမှာရေဝင်ချိုးလိုက်ပါသေးတယ်။ ဂျာကြီးကတော့သူ့ရဲ့စာလောင်မှုတွေအတွက်မိရာကတ်လေးတွေကိုတကောင်ပြီးတကောင်စိတ်ကြိုက်ယူစားနေခဲ့တာပါအဲလိုနဲ့ပိုင်ကတော်ထဲမှာလမ်းမပြောင်းအောင်နေရာတစ်ခုမှာအမတ်သားလှုပ်ထားလိုက်ပြီးတော့အပင်တပင်ပေါ်မှာအိပ်ဖို့အတွက်ပြင်လိုက်ပါတယ်ညနေဆောင်းလာတဲ့အချိန်မှာတော့မိရာကတ်လေးတွေကအုပ်စုလိုက်အပင်တွေပေါ်ကိုပြေးတက်သွားကြပြီးဂျာကြီးကလည်းကြောက်ကြောက်လန့်လန့်နဲ့လှေရှိရာကိုပြေးထွက်သွားပါတော့တယ်အဲလိုနဲ့ညဘက်ရောက်လာတဲ့အခါနေ့လယ်ကပိုင်ရေစင်းချိုးခဲ့တဲ့ရေချိုးတွင်းကနေငါးသေးကောင်းလေးအများကြီးပေါ်လာပါတယ်ပိုင်လည်းရန်ကိုထူးဆန်းသွားပြီးတော့အနားမှာရှိတဲ့ ပန်းပွင့်ကိုယူကြည့်လိုက်တဲ့အခါမှာလဲပန်းပွင့်ထဲမှာလူသားတစ်ချောင်းရှိနေရကိုပါတွေ့လိုက်ရပါတယ်တကယ်တော့ပိုင်ရောက်နေတဲ့နေရာကလူသားစားကျွန်းတကျွန်းဖြစ်နေပြီးနေဘက်မှာရေကြိုတွေနဲ့လက်ဆက်တဲ့တေးဥတစ်ဖို့တွေရှိပေမဲ့ညာဘက်ရောက်ရင်တော့ဓာတ်ပြောင်းလဲမှုတစ်ခုကြောင့်တကျွန်းလုံးရဲ့မြေပြင်နဲ့ရေတွေကနေအက်ဆစ်ဓာတ်တွေထွက်လာပြီးကျုံးမှာမှာရှိသမျှတတ်ရှိတွေအားလုံးကို စားပြစ်သွားတာပဲဖြစ်ပါတယ်အဲဒါကြောင့်လဲမီရာကတ်လေးတွေကညနေစောင်းတာနဲ့အပင်တွေပေါ်မှာအပြေးလွှားတက်ကြတာဖြစ်ပြီး ဂျာကြီးကလည်းလေရှိတဲ့စီကိုအပြေးပြန်ပြီးတော့လေပေါ်မှာပဲတညာလုံးနေနေခဲ့တာပါပိုင်ရှာတွေးခဲ့တဲ့သွားတစ်ချောင်းတော့သူ့လိုပဲဒီကျုံးเจ้าကိုမတီးပဲကျုံးမမလာနေခဲ့တဲ့လူတယောက်ရဲ့သွားဖြစ်နိုင်တယ်လို့ပိုင်ကယူဆလိုက်ပြီးတော့ဒီကျုံးမမအချင်းကြကြဆက်မနေသင့်တော့တာကိုလည်းသဘောပေါက်သွားခဲ့ပါတော့တယ်နောက်မနက်မှာတော့ပိုင်ကကျုံးမမတေးဦးတစ်ဖူတွေနဲ့ဂျာကြီးအတွက်မီရာကတ်အကောင်လေးတွေကိုနိုင်တော့တဲပြီးကျုံးဘော်ကနေထွက်သွားဖို့လုပ်ပါလေအလုံးပြင်ဆင်မိတဲ့အထိကြားကြီးကရောက်မလာခဲ့သေးမယ်တန်းအောင်စင်ကြီးလုံးနဲ့ပိုင်ကတော့ကြားကြီးမပါပဲ ဘယ်ဘူးမှထွက်မသွားနိုင်တာကြောင့်ဂျုံထိတ်ကနေဂျားကြီးကိုအတန်ကုန်အော်ခေါ်နေခဲ့ပါလေခဏကြာမှတော့ဂျားကြီးလည်းရောက်လာခဲ့ပြီးတော့ပိုင်နဲ့တူလူသားစားဂျုံကနေထွက်ခွာသွားခဲ့ပါတော့တယ်ဘိုင်ကလည်းခုပြက်ပြက်မှသူသားဒီဂျုံကိုရှာမတွေ့ခဲ့ရင်အသက်ရှင်နိုင်တော့မှာမဟုတ်ပဲဂျုံမောသွားတစ်ချောင်းကိုသာရှာမတွေ့ခဲ့ရင်လည်းဒီဂျုံမမှာပဲတေဆုံးသွားနိုင်တာကြောင့်သူ့ရဲ့ပင်ပန်းစီးရဲမှုတွေကိုဘုရားသခင်ကစောင့်ကြည့်ပြီးအသက်ရှင်ဖို့ခီးဆက်ဖို့အတွက်ကဲတင်လမ်းပြပေးနေတယ်လို့ယုံကြည်နေခဲ့ပါတယ် အဲလိုနဲ့ကျုံးမွာယူလာတဲ့ရိတ်ခါတွေလည်းကုံသွားပြီးတော့နောက်ထပ်ရပ်ပေါင်းများစွာကြာလာတဲ့ချိန်မှာတော့ပိုင်နဲ့ကြားကြီးလည်းအသက်ရှင်မှုရဲ့ရဲ့လေးသာကျန်တော့ပေမဲ့အားတင်းပြီးတော့ရှေ့ဆက်နေခဲ့ကြပါလိမ့်ဒိုနဲ့နောက်ဆုံးမှာတော့ပိုင်တို့ကကန်းချီတစ်ခုကိုစိုက်ကနိုင်ခဲ့ပြီးပိုင်ကတော့ရှိတဲ့အားအကုန်သုံးကလေကလေးကိုကန်းချီပေါ်ဆွဲတင်ပြီးတော့တောင်ပြင်ပေါ်မှာလဲကျသွားခဲ့ပါတော့လိမ့်ပိုင်ကအားပြတ်နေဖြစ်တဲ့အတွက်လှုပ်ရှားဖို့တော့မတတ်နိုင်တော့ပဲတောင်ပြင်ပေါ်မှာလဲကျနေတဲ့သူ့ရှေ့ကနေထွက်သွားတဲ့ဂျားကြီးကိုလှမ်းကြည့်နေလိုက်ပါလိမ့် ိုင်းရဲ့အတွေ့အကြုံမှာတော့ဂျာယီရစ်ချတ်ပါကာဟာနောက်ဆုံးအနေနဲ့သူ့ကိုလှည့်ကြည့်ပြီးသူတို့ရဲ့ရင်းနှီးမှုကိုနှွေထွေတွေနှုတ်ဆက်သွားအောင်မယ်လို့ထင်နေခဲ့ပါတယ်။ဒါမဲ့ဂျာယီကတော့ပိုင်းထင်လို့မဟုတ်ခဲ့ပဲသူနေထိုင်ဖို့အတွက်အန်ရယ်ကင်းပြီးတော့တင့်တော်တဲ့ဇက်ချက်မြေတောအုပ်ကြီးကိုတွေးလိုက်တာနဲ့ပိုင်းကိုတစ်ချက်လေးတောင်လှည့်မကြည့်ပိုင်းရဲ့သူ့ကိုဂယူဆိုင်နှွေထွေမှုတွေပေါ်မြူမုံတစ်ခုလောက်တောင်အတိမတ်မပြုတ်ပိုင်းနဲ့သူနှစ်ယောက်တည်းအဆုံးမရှိတဲ့သမုတ်တရားကြီးထဲမှာအတူတူယုံကန်ရင်းရန်သူကလည်းမိတ်ဆွေတွေဖြစ်ခဲ့ကြတဲ့တန်အောင်စင်တွေကိုလည်းမထောက်ထားပဲတောအုပ်ကြီးတွေကိုတန်းတန်းမမတ်ဝင်သွားကာ ပိုင်းရဲ့ဘဝတဲကနေထာဝရပျောက်ကွယ်သွားခဲ့ပါတော့တယ်။နိုင်နေငယ်ကြတဲ့ခါမှာတော့ဒေသခံလူတစုကပိုင်းကိုရှာတွေ့ခဲ့တာကြောင့်အားပြတ်ပြီးတော့မတ်တောင်မရနိုင်တော့တဲ့ပိုင်းကိုပွေချီပြီးကဲတင်သွားခဲ့ကြပါလေ။အဲဒီမှာပိုင်းကတောအုပ်ကြီးတဲ့ကိုလှဲ့ကြည့်နေကလေးတယောက်လိုရှိုက်ကြီးတဲ့ငယ်ငိုကြွေးနေမိပါလေ။ပိုင်းကရတဲ့အကြောင်းကတော့အခုလက်ရှိသူ့ကိုအသက်ရှင်မှုအတွက်လူတွေကဲတင်သွားတာကြောင့်မဟုတ်သလိုတမုတ်ရရဲမှာရပောင်းများစွာတေလူမတက်ဆင်းရဲဒုက္ခခံခဲ့ရတာကြောင့်လည်းမဟုတ်ပါဘူး။ သူ့အနေနဲ့တန်းစဉ်ကြိုးတချောင်းခိုင်မြဲနေပြီထင်ပြီးတော့ရပောင်းများစွာသူယုံကံခဲ့တဲ့သူ့ရဲ့ခနာတာလက်တွဲပေါ်ရစ်ချတ်ပါကာကြီးကအဆုံးသတ်မှာတော့သူ့ကိုတစ်ချက်ကလေးတောင်လှဲ့မကြည့်ပဲသူတို့ရဲ့ရင်းနှီးမှုလေးကိုတောင်အတိမတ်မပြူပဲဒီတိုင်းထွက်သွားနိုင်တာကိုတွေးနေစိတ်မကောင်းစွာနဲ့ငိုကြွေးနေကြတာပါ ပိုင်ကအဲ့ဒီချိန်ကြားမှာသူ့ဖေပြောခဲ့ဘူးတဲ့ကြားတကောင်ကလူတယောက်နဲ့ဘယ်တော့ခါမှတငယ်ချင်းမဖြစ်နိုင်မှုဆိုတဲ့စကားကိုတေချာပေါက်လက်ခံလိုက်ရပါလေပိုင်ကဒီเจ้าတွေအားလုံးကိုစားရေးဆရာကိုပြန်ပြောပြနေတဲ့ချိန်မှာလဲ သူ့ရဲ့မျက်ရည်တွေကိုထိန်းလို့မရနိုင်ခဲ့ပါဘူး။ဘိုင်ဟာသူ့ရဲ့ဘဝမှာတိတ်ချစ်တဲ့မိသားစုဝင်တွေသူ့မွေးဖွားကြီးပြင်းလာခဲ့ရတဲ့ဒိဋ္ဌန်ဥယျာဉ်ကြီးနဲ့သူ့ဘဝအတွက်ပျော်စရာတွေယူဆောင်လာပေးခဲ့တဲ့ချစ်သူလေးအာနန္ဒီတို့ကိုရုတ်တရက်ခွဲခွာခဲ့ရပေမဲ့နှုတ်ဆက်စကားမပြောခဲ့ရတဲ့အတွက်ယူကျုံမရဖြစ်ခဲ့ရအကြောင်းကိုလည်းစာရေးဆရာကပြောပြလိုက်ပါသေးတယ်။နောက်ဆုံးအနေနဲ့ခီးချန်းကိုတူဖြတ်တန်းခဲ့ရတဲ့ဂျာယီရစ်ချတ်ပါကာကိုတော့သူတို့ရဲ့အောင်မြင်မှုအတွက်အချင်းချင်းကျေးဇူးတင်ကြောင်းနဲ့ဂျာယီပေါ်သူတန်ရုံစဉ်ရှိခဲ့ကြောင်းတွေကိုလည်းပြောခွင့်မတားခဲ့တဲ့အတွက် တပွားလုံးစာစိတ်တန်ရာရနေခဲ့ပါလေ။စာရေးဆရာလဲပိုင်းရဲ့အဖြစ်ပြက်တွေကသူထင်တာအထက်အံမကန်းဖြစ်ပြီးတော့ဝမ်းနေစရာကောင်းလွန်တာကြောင့်ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။အဲနောက်ပိုင်းကသမုဒ္ဒရာကြီးကနေသူလွတ်မြောက်လာပြီးတဲ့နောက်အာမခံရော်ကြီးပြိမဲ့တင်မောကုမ္ပဏီကပိုင်းကြုံခဲ့ရတဲ့အဖြစ်ပြက်တွေနဲ့ပတ်သက်ပြီးမယုံကြည်ခဲ့ကြောင်းကိုလည်းစာရေးဆရာကိုထပ်ပြီးတော့ပြောပြလိုက်ပါလေ။နေမကောင်းဖြစ်ပြီးတော့ဈေးဥမော်ရောက်နေတဲ့ပိုင်းကိုအာမခံကုမ္ပဏီကလူတွေရောက်လာပြီးပိုင်ပြောပြတဲ့အကြောင်းတွေကယုံကြည်မရှိတာကြောင့်အာမခံငွေကြေးအတွက် အစည်းအခမ်းသားတင်းမို့မလုံလောက်ကြောင်းပြောပြီးတော့တင်းမောကြီးဘလို့မောက်ခဲ့လဲဆိုတာနဲ့ရော်ချင်းငွေအတွက်လူတွေအားလုံးယုံကြည်ပြီးတော့လက်ခံပေးနိုင်လောက်မဲ့ဇလန်းတပုတ်ကိုပဲအသေးချာပြောပြခိုင်းနေပါလေ။ပိုင်ကတော့သူကြုံခဲ့ရတာတွေကအမှန်တရားတွေပဲဖြစ်ပြီးတင်းမောကြီးကလည်းမုံတိုင်းကြောင်းမောက်ခဲ့ကသူမိသားစုဝင်တွေကိုလည်းဆုံးရှုံးခဲ့ရအကြောင်းတွေကိုသာပြန်ပြောလိုက်ပါလေ။ကုမ္ပဏီကလူတွေကတော့လက်မလျှော့သေးပဲပိုင်ပြောတဲ့အကြောင်းအရာတွေကရော်ကြီးပေးဖို့အတွက်သူ့ကိုထဲသွင်းစဉ်းစားပေးဖို့မနည်းဆက်သေးတာကြောင့်တခြားဖြစ်နိုင်ခြေရှိတဲ့ဇလန်းတပုတ်ကိုပဲပြောပေးဖို့ထပ်ပြီးတော့ပြောကြပြန်ပါလေ။ အဲ့တော့ပိုင်လဲကုမ္ပဏီကလူတွေလိုချင်တဲ့တခြားပုံပြင်တစ်ပုဒ်ကိုအတက်နိုင်ဆုံးစ조사ပြီးတော့ပြောပြပေးလိုက်ပါတယ်။ဒီဇလန်မှာတော့သင်းမောင်းမှောက်သွားပြီးတော့အသက်ရှင်ကျန်ခဲ့တဲ့သူ၄ယောက်ရှိခဲ့ပါတယ်။ပိုင်ရဲ့အမေဖြစ်သူရဲ့ပိုင်မိဘတွေနဲ့ပြဿနာတက်ခဲ့တဲ့စပုံမှုရဲ့ပိုင်တို့ကိုလာနှုတ်ဆက်တဲ့သင်းမောသားဆိုပြီးတော့ရေပါ။သူတို့တွေသမုတ်တရားတွေမှာရပ်ပေါင်းများစွာနေထိုင်နေတဲ့ဒေါသထွက်နေတဲ့စပုံမှုက၆၀နာရီရဲ့သင်းမောသားကိုတတ်ပြီးတဲ့နောက်ပိုင်ရဲ့အမေကိုပါတတ်ပစ်ခဲ့တာကြောင့်ပိုင်လဲဒေါသထွက်ပြီးသူ့အမေကိုတတ်ခဲ့တဲ့စပုံမှုကိုပြန်လက်စားချေပြီးတော့ပြန်တတ်ခဲ့တာကြောင့် နောက်ဆုံးမှသူတျောက်တဲ့ကြံငယ်ချောင်းကိုပြောပြလိုက်ပါတယ်။ကုမ္ပဏီကလူတွေကပိုင်ထက်ပြောတဲ့ဇလန်းကိုလည်းတိတ်သဘောကျဖို့မရပါနဲ့။ဘာမှထမမေးကြတော့ပဲပိုင်ကိုကျေးဇူးတင်စကားပြောပြီးတော့ပဲထွက်သွားလိုက်ကြပါတယ်။လက်ရှိမှာတော့ဇာကြီးဆရာကပိုင်နောက်ထပ်ပြောပြလိုက်တဲ့ဇလန်းမှာခွေးအားနေရာမှာထမင်းချက်၊သင်္ဘောသားနေရာမှာမြင်းချား၊ orange juice ရဲ့မြောက်ပိုင်းနေရာမှာတော့ပိုင်မေဖြစ်ပြီးပိုင်ကိုယ်တိုင်ကတော့ဂျာကြီးဖြစ်တဲ့နေရာယူကဇလန်းတူပြီးတော့ဇက်ကောင်မတူတဲ့ပုံမြင်တဲ့ပုဂ္ဂိုလ်သာပိုင်ကဖန်တီးပြောပြခဲ့တာကိုသဘောပေါက်သွားပါတယ်။ ပိုင်ကတော့သူပြောပြတဲ့ဇလန်းနှစ်ခုမှာစာအိဆရာကဝေထုပြေရုံလုံးဖော်ဖို့အတွက်ဘယ်ဇလန်းကိုယူခြင်းလဲဆိုပြီးတော့မေးတဲ့အခါစာအိဆရာကတော့ဂျာယီရစ်ချတ်ပါကာနဲ့ပိုင်နဲ့နှစ်ယောက်တည်းတမုတ်တရားထဲမှာဖြတ်တန်းခဲ့ရတဲ့ဇလန်းကိုသာပို့ပြီးတော့သဘောကျအကြောင်းကိုပြောပြလိုက်ပါတယ်။ပိုင်တို့စကားပြောနေကြတုံးမှာပဲပိုင်ရဲ့ဇနီးဖြစ်သူအာနန်ဒီကကလေးနှစ်ယောက်ကိုကြောင်းကြိုပြီးတော့အင်ကိုပြန်လာခဲ့ပါတယ်။အဖြစ်ပြက်တွေအားလုံးပြီးသွားတဲ့နောက်မှာပိုင်ကအိန္ဒိယမှာကြံခဲ့တဲ့ချစ်သူလေးအာနန်ဒီစီကိုပြန်သွားခဲ့ပြီးတော့ချစ်ရသူနဲ့လက်ထပ်နိုင်ခဲ့ပါတယ်။ အတော့ဇာရီဆရာကပိုင်ကြုံခဲ့ရတဲ့အဖြစ်ပြက်တွေကမယုံနိုင်တော့အောင်အန်အွန်ဆန်းကြေပြီးတော့ခက်ခဲကြမ်းတမ်းပေမဲ့ပိုင်ကလက်ရှိမှာအခြေဦးနယ်ပဲမိသားစုဘွာလေးတခုမှပျော်ရွှင်နေခဲ့ရတဲ့အတွက်ဇာသိန်းကန်းတော့ပျော်စရာကောင်းနေတာပဲလို့ပိုင်ကိုပြောလိုက်ပါတယ်။ပိုင်ကတော့သူ့အဖြစ်ပြက်တွေဝတ္ထုရေးဖို့ခွင့်ပြုပေးပြီးမဟုတ်လို့ happy ending ဖြစ်မဖြစ်ကတော့ဇာရီဆရာကိုယ်တိုင်ပဲစိတ်ကြိုက်ဖန်တီးလို့ရာချောင်းပြောလိုက်ပြီးဇနီးနဲ့ကလေးလေးတွေကိုတွားပြီးတော့ကြိုလိုက်ပါတယ်။ပိုင်ထသွားတဲ့ခါဇာရီဆရာကပိုင်ရဲ့သင်းမောက်တဲ့ဖြစ်စဉ်အတွက် ရော်ဂျီအာမခန်စာအုပ်ကိုဖတ်ကြည့်တဲ့အခါကုမ္ပဏီဘက်ကလည်းပိုင်ပထမပြောပြတဲ့သမုတ်တရားထဲမှာကြားရတဲ့ကောင်နဲ့တူရပ်ပောင်းများစွာအသက်ရှင်အောင်နေထိုင်ခဲ့တဲ့အကြောင်းကိုသာအတည်ပြုဖော်ပြပေးထားတာကိုတွေ့လိုက်ရပါတယ်။အိုင်နာမှာတော့ပိုင်ကစာရေးဆရာကို သူ့မိသားစုနဲ့မိတ်ဆက်ပေးရင်းဇက်လန်းလေးရတယ်ပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။ဒီဇက်လန်းလေးကိုဆုံးနေကြည့်ပြီးတဲ့အခါမှာတော့ကျွန်တော်ဘဝအတွက်ယူရမယ့်သင်ခန်းစာတွေအများကြီးရှိနေတာကိုသိလိုက်ရပါတယ်။လူတချို့ကကိုယ့်ဘေးနားမှာတစ်ဆောင်လုံးတူရှိနေတာကကိုယ့်ကိုခင်တွယ်လွန်းလို့ ကိုနဲ့မခွဲနိုင်လို့မဟုတ်ပဲသူတို့အစဉ်ပြေဖို့အတွက်သာကိုအတုံးချကတ်တွယ်နေတာဖြစ်နိုင်ပါလေကိုထက်တာပြီးတော့သူတို့အတွက်တတ်တောင်းတတာဖြစ်မဲ့နေရာတစ်ခုကိုတွေ့ရင်တော့ကိုဘလောက်ပဲကြေကွဲနေရပါစေတချက်တောင်လှဲ့မကြည့်ပဲကိုရဲ့ပေးဆက်မှုတွေကိုတော့မဆာနာပြီးတော့ပဲအနာကနေအချိန်မရွေးထွက်ခွာသွားတတ်ကြတာပဲဖြစ်ပါတယ်ဒီဇလန် recap address ဇာညွှန်းရေးသူကိုရိုင်းလဲ Richard Parker ဆွဲကြားလို့လူနဲ့ဘဝခီးတစ်ခုလုံးမှာပေးဆက်ပြီးတော့ဖြတ်တန်းနေခဲ့ရပေမဲ့အချိန်တခုရောက်တဲ့အခါမှာတော့ Pymoli Tapday ဆိုတဲ့လူငယ်လေးတယောက်လိုပဲအဆုံးပြေခံခဲ့ရဘူးကြောင့် ဘဝနဲ့ရင်းမိရတဲ့သင်ကန်းစာလေးကိုညှို့ငယ်စွာနဲ့ထဲသွင်းပေါ်ပြလိုက်ပါစေ။ဆိုတော့လူတိုင်းလူတိုင်းကိုမြတ်တာစေနာကိုအတိမတ်ပြုပြီးတော့ဘဝရဲ့နောက်ဆုံးချိန်တွေအတူရှိပေးသွားမယ်လက်တွဲပေါ်ပေါ်မှာမြစ်တာအစစ်မှန်တွေပေးနေရတာဖြစ်ပြီးတခြားတယောက်တည်းပေးဆက်နေတဲ့ကိုယ့်ရဲ့ပေးဆက်မှုတွေကလည်းမှန်ကန်နေပါစေလို့လဲစူတောင်းပေးနေတဲ့ဒီဇလန်းလေးကိုအဆုံးသက်ရန်နာလိုက်ပါစေခင်ဗျာ။စုံရပေးခဲ့တဲ့ပရိသတ်ရောက်စီတိုင်းကိုကျေးဇူးတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာတိုင်းပြည်နဲ့လူမျိုးကိုအစိမ့်မခတ်သူများအားလုံးပဲကျမ်းမာပေးခြင်းကြပါစေခင်ဗျာ။ 这种暗可以吧。